ဒီနားတော့ကိုယ့်ဘက်ကမထွက်ဘူးကြာကျွတ်တော့ကလနာဆက်ကင်တဲ့အချင်းရမရှိဘူးနော်အဲမထွက်လို့နဲ့မလုံရင်မလုံနဲ့ပေါ့နော်ဒါပေမဲ့နှစ်ခါကိုကျွန်တော်ဟိုအချုပ်လေးနဲ့လုပ်တာရှီကောင်းဒီကိုငားလို့ပိတ်တယ်အဲ့ဒီငားပိတ်ကနေရှီကောင်းဒီကိုငားလို့ပိတ်တယ်ဒီနားကိုယ့်ဘက်ကျတော့အနိုးမတည်ဘူးနော်အဲ့မှာငားလို့ပိတ်တယ်ငားပိတ်တစ်ချက်နှစ်ချက်သုံးချက်အဲ့ကလည်းရှီကောင်းကိုလို့ထဲမှာလေးချင်းငားပိတ် အဲ့ပရမ၅ဘိတ်ကနေပင်ချာကဒီက၈ထိတ်နဲ့၄ထိတ်နဲ့ကနှက်လို့ရတယ်။အဲ့၅ဘိတ်ကနေပင်ချာကဒီက၈ထိတ်နဲ့၄ထိတ်နဲ့နှက်လို့ရတယ်။အဲ့၅ဘိတ်ကပင်ချာကဒီက၂ထိတ်နဲ့၃ညာထိတ်နဲ့နှက်လို့ရတယ်။အဲ့ဒီ၅ဘိတ်ကနေပင်ချာကဒီက၇ထိတ်နဲ့၅ထိတ်နဲ့ကနှက်ပိုင်းနေကြတာမတတ်နေလေးပေါ့နော်။အဲ့ဒီလိုလေးဖြစ်ပြီးပြီဆိုရတယ်ကျွန်တော်တို့ဒီမှာကစီနီယံရိုက်တယ်။၃ညာ၄၁ဆိုတာ၅လို့ရတယ်။၈၉ခွန်ဆိုတာက၄လို့ရတယ်နော်။ နော်ဒကာ1ခွန်5ဆိုတာ3လို့ရိုက်တယ်အဲ့လိုစီနီယံတွေရိုက်တော့ထိတ်စီနီယံပိတ်စီနီယံပေါ့ဗျာ6 4နှစ်ဆိုတာက4လို့ရိုက်တယ်6 6စ်ဆိုတာ5လို့ရိုက်တယ်ခွန်2ခွန်ဆိုတာက6လို့ရိုက်တယ်အဲ့တော့ဒီ5ပိတ်ကနေဒီနှလုံးတုံညာလို့ဖြစ်တာနဲ့ဒီက6ထိတ်ကိုအခွနဲ့အပိတ်နဲ့ကိုးတယ်နော် ဒီ၅ဘိတ်ကနေဒီနှလုံး၃ညာရိုက်တာနဲ့ sorry ကိုထိတ်တော့ပြဒီ၅ဘိတ်ကနေဒီနှလုံး၃ညာဖြစ်တာနဲ့ရှေ့ပေါင်း၉ကိုအခွားနဲ့ဒီလိုကိုးတယ်ဒီ၅ဘိတ်ကိုရှေ့ဒီနှလုံး၃ညာဖြစ်တာနဲ့ဒီကရှေ့ပေါင်း၉ကိုဒီအခွားနဲ့ဒီလိုကိုးတယ်နော်နောက်တစ်ခါကြာလဲဒီ၅ဘိတ်ကနေဒီနှလုံး၃ညာတာနဲ့ဒီနာမသိဘူးအဲ့ရောဒီလိုလဲထပ်ကိုးလိုက်တာပဲပေါ့နော်အဲ့လိုဖြစ်တာနဲ့ကြာသေးပါတော့အဲ့ဒီရဲ့နောက်မှာဒီလိုကိုးရဲ့နောက်မှာ ရှင်းနဲ့လေးဆိုရကနန်းကရှင်းရဲ့နှစ်ရဲ့လေးရဲ့ဆိုရအဲ့ဒီထိတ်သုံးလုံးလေးရှိနေတာတွေ့ရတယ်နော်နော်အဲ့တော့နော်ဟုတ်ပြီနော်ဒီအခွန်းနဲ့ဒီလိုကိုယ့်ရဲ့နောက်မှာခုနကရှင်းဒီမှာကရှင်းနဲ့လေးဆိုရကနန်းကဒီကရှင်းလေးနှစ်ဆိုရကနန်းလေးရှိတယ်ဒီအခွန်းနဲ့ဒီလိုကိုယ့်ရဲ့ဖြစ်တဲ့ကနန်းလေးက6 8 8ဆိုတဲ့ကဏ္ဍလေးကဒီမှာ6 8 6 8ဆိုတာလေးရှိနေတာတွေ့ရတယ်။ဘရိတ်စီနီယာပေါ့ဗျာ။4 5 6ပေါ့ အဲ့လိုဖြစ်တာနဲ့ဒီကလည်းအဲ့ဒါဆိုရင်နှစ်ရခွန်ရနှစ်ရနော်အဲ့ဒီ၃လုံး6ဖြစ်တဲ့ခွန်နှစ်ခွန်တဲ့ပေါ့ဗျာနော်ဒီကလာတာတော့ပရိ၄တယ်ပေါ့နော်၅တယ်ပေါ့နော်အဲ၅တယ်ပေါ့နော်အဲ6ပါတယ်ဆိုရင်သူကတော့အပိတ်တုံညာပဲအတုံညာတော့ဒီအပိတ်တုံညာနဲ့ဆိုရင်အဲ့ဒါကိုကြောက်ကန်အဲ့ဒါခွန်နှစ်ခွန်တဲ့ဘာကြောင့်ရေးကြလဲဆိုရင်အားရမလို့နော်ခွန်နှစ်ခွန်ကိုထိုးမယ်ဆိုရင်တဲ့ပဲနော် နှစ်ခွန်တဲ့ခွန်နှစ်ခွန်ကိုတဲ့ထိုးသွားရမယ်နော်အဲ့တော့နှစ်ခါကိုနှစ်ခါကိုပြပေးမယ်နော်အဲ့ကြာရင်လည်းလို့နော်အဲ့ဒီမှာတို့တို့ဟိုချိန်ကပေါ့နော်အဲ့ချိန်မှာခွန်လို့စက်ဖြစ်မလားဆိုတော့ထည့်ခဲ့တာလေးရတော့အဲ့ခွန်လေးကထည့်မသွားရှာပါဘူးရှိတာကိုလုံအောင်ပို့ပြစင်းလာတယ်ပေါ့ဗျာ ဒါဖောင်ဒေးနဲ့ပြရမယ်နော်အဲ့တော့ဝေဖန်ကြနော်ကျွန်တော်မပြတော့ဒီလိုက်ပဲဒါလေးကိုဝေမှာနော်အဲ့တော့ကျွန်တော်ဖောင်ဒေးနဲ့ပြရမယ်မှတ်ထားခြင်းနဲ့မိတ်ဆွေများလည်းမှတ်ထားကြမမှတ်ခြင်းနဲ့လည်းမမှတ်နဲ့အဲ့မှာအမြဲပြောတယ်လို့တရားနဲ့ကိုယ့်ရဲ့ကာယမသွားဘူးမှတ်ထားတဲ့အကျင့်ကလည်းမရှိဘူးဒီကနေ့တည်းရတာ6လို့ အဲ6လို့ထိပ်4လို့ထိပ်3လို့ထိပ်အဲ့ဒီ3လုံးရဲ့အဖြေက3ဖြစ်ရမယ်3 3က6ဒီက6ဖြစ်ရမယ်အကန်နေတနည်းနည်းနဲ့3နဲ့4နဲ့နှစ်ဖက်ချုပ်ရောပဲ9နဲ့6နဲ့4 6 3ညဆိုတာအဲ့ထိပ်3လုံးအပေါင်းက3ဖြစ်ရမယ်9 3ည4ဆိုတာထိပ်3လုံး6ဖြစ်ရမယ်အဲ့ဒီ6ကိုအကုန်ပြန်ထည့်မယ်နော် ပြန်ဖြည့်မဲ့အကူတွေကိုတင်းနေနေတဲ့သုံးမျိုးလေးနေပါလေ။ငါထိတ်ငါထိတ်သုံးထိတ်အဲ့ဒီသုံးလုံးရဲ့အဖြေပေါင်းခြင်းကသုံးဖြစ်ရတယ်။ဓမ္မကသုံးထိတ်တထိတ်ငါထိတ်ဆိုတာကကိုဖြစ်ရတယ်။အဲ့ဒီလိုကိုဖြစ်ရတယ်။အဲ့ဒီကိုဒီရှိပေါင်းကိုလို့ရိုက်မယ်။ဒီကနေတတ်မသွားခြင်းလို့ခင်ဗျားတို့ရှင်းအောင်ပြောမယ်။အဲ့တော့ဒီကချပလိုက်မယ်နော်။အဲ့ဒီကိုကိုရှိပေါင်းကိုလို့ရိုက်ရတယ်ဒါကခွန်ပိတ်နော်။ ရှိပေါင်း6လို့ရတယ်ရှိပေါင်း6လို့ရတယ်အဲ့ဒီ6ဆိုရကနဲ့8တည်းအကုန်ထည့်ခြင်းတော့တနည်းနည်းနဲ့3နဲ့4နဲ့5နဲ့6နဲ့မှာဒီနေရာမှာ8ထည့်တနည်းနည်းနဲ့3နဲ့4နဲ့5နဲ့6နဲ့မှာအဲ့ဒီနေရာမှာ8ထည့်တနည်းနည်းနဲ့3နဲ့4နဲ့5နဲ့6နဲ့မှာအဲ့ဒီနေရာ8ထည့်ပဲအဲ့ဒီ8တည်းအကုန်ပြန်ဖြည့်မယ်ရှိပေါင်း6ကြာတယ်နော်တစ်ချက်ဆွဲလိုက်ပဲအဲ့တော့ အဲ့တော့အဲ့ဒီရှေးပေါင်းကွန်တွေတပင်၂ပင်၃ပင်၄ပင်၅ပင်၆ပင်ဒီကြာသည်တစ်ထိပ်သုံးထိပ်သုံးထိပ်နော်သုံးသုံးတက်တည်ခွန်လို့ဖြစ်တယ်ဒီသုံးလုံးခွန်လို့ဖြစ်တာနဲ့ဒီသုံးလုံးတက်အဲ့ဒီသုံးလုံးတက်ကိုတက်လို့လဲထည့်ရမယ်ဒီသုံးလုံးခွန်နဲ့အင်း3 3တက်ဒီအပေါင်း3 3တက်အပေါင်းတရားခွန်းเนาะအဲ့3လုံးခွန်တာ ਨੇ ဒီမှာ break တက်ရရမယ်အဲ့ break တက်မှုတက်ထိတ်လဲဝင်ရမယ်အဲ့ဒီ1နဲ့ခုနဲ့ပေါင်း8နော်အဲ့လိုဖြစ်တာနဲ့ဒီကြာသေးမှာခုနကအနီရောင်ကရောက်သွားတယ်ငါ31ဆိုရလဲကိုဖြစ်ရတယ်နောက်တစ်ခါအဲ့ဒီရရှီပေါင်း9ကနေနော်ရှီပေါင်း9ကနေတပင်တပင်3ပင်4ပင်5ပင်6ပင်မှာ သုံးထိပ်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 တစ်ထိပ်ဆိုတော့နော်ခွန်ဖြစ်တယ်အဲ့သုံးလုံးခွန်တာ ਨੇ ဒီသုံးလုံးတက်ကိုဒီနေရာမှာတက်ထိပ်ဝင်ရမယ်နော်ဒီဒီသုံးလုံးခွန်တက်ထိပ်နဲ့မှာရှစ်မှာဟုတ်ရှစ်ဖြစ်ချင်းပေါ့ဗျာဒီမှာ3 3တက်ဆိုတာကခွန်ဖြစ်တယ်ဒီမှာဒီသုံးလုံးတက်ကိုအဲ့ဒီနေရာမှာတက်ဝင်ရမယ်အဲ့တော့ခွန်နဲ့တက်နဲ့ပေါင်းရှစ်ဒီနေရာမှာတက်ကိုနှစ်ဖက်ချုပ်ခွန်နာဒီလိုချုပ်တယ်လို့အဲ့တော့ခွန်နာကဒီကလာခဲ့တဲ့6ကြီးကြောင့်9 3တက်ကလည်း6ဖြစ်ရမယ် နောက်တကဒီရှိကောင်းကိုတပင်းတပင်းသုံးပင်လေးပင်၅ပင်၆ပင်နေ့၆၈ဆိုတဲ့ကဏ္ဍက၆အဲ့ဒီသုံးလုံး၆ဆိုတော့ပရိနှစ်နဲ့၈အဲ့ပရိနှစ်ကိုဒီနေရာမှာနှစ်ဝင်ရမယ်၆နဲ့နှစ်နဲ့အပေါင်းတရားလဲခုနက၈ဖြစ်ရမယ်အဲ့တော့ဒီကလာတဲ့၉ဒီ၃ရရဲ့ခွန်ရဲ့နှစ်ရဲ့ကလည်း၉ဖြစ်ရမယ်နောက်တခါရှိကောင်း၉ကနေလို့ ပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်လေးထိပ်သုံးများထိပ်ရှစ်ထိပ်အဲ့ဒီသုံးလုံးတည်းကနှစ်လို့ဖြစ်တယ်အဲ့ဒီသုံးလုံးနှစ်ဆိုတော့ဗရိတ်6နဲ့က10ဖြစ်ဗရိတ်6နဲ့ကနော်10ဖြစ်မယ်နော်အဲ့ကြတော့အဲ့ဗရိတ်6ကို6ထိပ်လို့ထည့်တာနှစ်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 6နဲ့အပေါင်းတည်းက10ဖြစ်တယ်အဲ့လိုဖြစ်မှမဒီကလာတဲ့ခုနက9တွေကို10ထိပ်9ထိပ်6ထိပ်ထိပ်သုံးလုံး9ဖြစ်တယ် အဲ့ဒီလိုကိုဖြစ်တဲ့ပြီးတော့သူ့ရဲ့စနစ်မှာဒီကနေပင်ချာဂိုက်တွေမကြီးတော့ပါဘူးရှစ်ထိပ်ကပါဒီရှင်ပေါင်းဒီကနှစ်ဖြစ်တယ်ရှင်ပေါင်းဒီကသုံးဖြစ်တယ်ရှင်အပေါင်းဒီကလေးဖြစ်တယ်ရှင်အပေါင်းဒီကငါဖြစ်တယ်နော်အဲ့ဒီလိုဖြစ်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့အဲ့လိုဖြစ်ပြီးပြီဆိုတာနဲ့ ဒီဒီသုံးရှစ်ထိတ်ကနေဒီသုံးလုံးဒီငါးလို့ရိုက်တယ်နော်အဲ့ဒီရှစ်ထိတ်ကနေဒီသုံးလုံးဒီငါးလို့ရိုက်တယ်နော်အဲ့ဒီရှစ်ထိတ်ကနေဒီသုံးလုံးဒီငါးလို့ရိုက်တယ်နော်အဲ့ဒီသုံးလုံးငါးလို့ရိုက်တယ်အဲ့ဒီသုံးလုံးငါးလို့ရိုက်လိုက်တာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာဒီနေရာမှာဗရိရှိကိုခိုင်းနေတာဒါကသုံးပိတ်လို့တစ်လုံးမှကျူလို့ကြိုက်တယ်အဲ့ဒီ၃လုံးကနေသူ့ရဲ့နောက်တဲ့နေ့မှာ၃ပိတ်လို့ကျွန်တော်တို့ကယူဆပြီးအောင်ပါတဲ့၃ပိတ် ဲ့ကနေပြီးတော့ဒီနေရာမှာ၃ပိတ်လို့ကျွန်တော်တို့ရိုက်တယ်အဲ့လို၃ပိတ်လို့ဖြစ်တာအဲ့ဒီ၃ကိုကျွန်တော်တို့ပြန်ဖြည်းမယ်เนาะအဲ့လိုဖြစ်ပြီးမှဒီ၃လုံး၅ကနေပြီးတော့ဒီ၃လုံး၅ကနေပြီးသူ့ရဲ့နောက်မှာသူမထည့်ခင်မှာသူတန်းထည့်ဖို့ရအတွက်ဒီ၃လုံး၅ကနေနောက်နှလုံးဒီ၅ရိုက်တယ်เนาะဒီ၃လုံး၅ကနေနောက်နှလုံး၅ရိုက်တယ်ဒီ၃လုံး၅ကနေနောက်နှလုံးဒီ၅ရိုက်တယ် ီသုံးလုံးငါးကနိနောက်နှလုံးဒီငါးရိုက်တယ်နော်အဲ့လိုဖြစ်ပြီးအလုံးဖြစ်ပြီးပြီဆိုတော့အဲ့တော့ဒီသုံးထိပ်ကိုတစ်ပင်နှစ်ပင်သုံးပင်လေးပင်မှာခုနကသုံးနေခုနကသုံးနေအဲ့တော့အရာအဲ့ရောင်းနေချာဒီကသုံးပိတ်ကိုတစ်ပင်နှစ်ပင်သုံးပင်လေးပင်မှာလေးထိပ်တစ်ထိပ်ခိုးထိပ်သုံးနေဒီကသုံးပိတ်ကိုတစ်ပင်နှစ်ပင်သုံးပင်လေးပင်မှာ6ထိပ်သုံးထိပ်လေးထိပ်သုံးနေ ဒီက3 sorry 3ထက်ဒီက3ဘိတ်ကိုတပင်2ပင်3ပင်4ပင်သူ့ရဲ့နောက်မှာ4 3ည9ဒီ3နဲ့ဒီက3ဘိတ်ကိုတပင်2ပင်3ပင်4ပင်မှာ6 4 3ဒီ3နဲ့ဒီက3ဘိတ်ကိုတပင်2ပင်3ပင်4ပင်မှာအဲ့ကနန်ပြပြီးဘောင်တင်တော့ပါတယ်သူအောင်လည်းလောက်တော့တယ်အဲ့မှာအဲ့ဒီအဲ့ဒီအဲ့ဒီ take ကျူပါအဲ့လိုအားလုံးဖြစ်သွားပြီနော်အားလုံးဖြစ်တဲ့အချိန်ညာကျွန်တော်တို့ဒီ6တန်လေးကျွန်တော်တို့ပြောတော့အောင်နော်အဲ့ဒီမှာပထမ သူတဲတဲ့စနစ်ကနှစ်ဖက်ချုပ်တယ်ဗောနော်နှစ်ဖက်ချုပ်တော့ဘယ်လိုချုပ်ကြလဲခွန်ရှစ်ခွန်ရှစ်ချုပ်လိုက်တာပထမတော့တန်းထည့်တယ်တန်းထည့်လိုက်တာဗောနော်ဒီကကျွန်တော်တို့ဒီက6ထစ်ကနေဒီနှစ်နှစ်နဲ့3နှစ်4နှစ်မှာဒီ3လုံးဒီခွန်လို့ရတယ်ဒီက6ထစ်ကနေဒီနှစ်နှစ်နဲ့3နှစ်4နှစ်မှာတေချာကြည့်နော်ဒီ shift ကနေဒီနှစ်နှစ်နဲ့3နှစ်4နှစ်မှာ1 5 1တိခွန်လို့ရိုက်တယ်ဒီက shift ကနေဒီနှစ်နှစ်နဲ့3နှစ်4နှစ်မှာ5 6 3တိခွန်လို့ရိုက်တယ် ီကချစ်တိုက်တနေ့နေ့နဲ့၃နဲ့၄နဲ့မှာခွန်ကိုတက်တရခွန်လို့ရိုက်တယ်။အဲ့ဒီခွန်တွေနှစ်နှစ်၃နဲ့နဲ့ဒီခွန်လို့ရိုက်တယ်နော်။အဲ့လိုရိုက်ပြီးကျွန်တော်တို့ဒီမှာ၈တွေ၃ချက်ထည့်ကြည့်အောင်ဒီ၈ကျတော့ဒီ၃ကိုမှတ်ထားလိုက်နော်။ခင်ဗျားတို့ခုနကပြောတဲ့နှစ်ခါရောက်မှာအဲ့လိုဖြစ်ပြီးတော့ပရမမလုံးတဲ့နေရာလေးခင်ဗျားတို့မျက်စိလေးမြင်ရင်တမျိုးပြောင်းတော့မှာကြောက်ဖို့နော်။ပရမကမှာအဲ့ဒီ၃လုံးခွန်တာနဲ့၉ခွန်တက်ဆိုတာပြန်ခွန်တယ် ဒုတိယကမှာအဲ့ဒီ၃လုံးခွန်နာနဲ့ခွန်၈နဲ့ဆိုတာပြန်ခွန်တယ်တတိယမှာအဲ့ဒီ၃လုံးခွန်နာနဲ့၄တဲ့နဲ့ဆိုတာပြန်ခွန်တယ်ကျွန်တော်တို့ဒီမှာခွန်ထည့်သေးတယ်မထည့်တော့ဘူးဟုတ်ပြီနော်အဲ့လိုဖြစ်တာနဲ့ကျွန်တော်တို့ကခွန်နာကဘာရောက်လဲဒီ၈တွေပြန်ဖြီတော့မယ်ဒီမှာကတက်ရှေပေါင်းနှစ်နော်ရှေပေါင်း၃နော်ရှေပေါင်း၄နော်ရှေပေါင်း၅ရှေပေါင်းနှစ်တာနဲ့တက်ခါ၆ခါတက်ခါအဲ့ဒီ၃လုံးဖြစ်တယ် ရှိပေါင်းသုံးတာနဲ့ခွန်ခါရှိကိုခါနဲ့ sorry ရှိပေါင်းတက်တာနဲ့တက်ခါ6ခါတက်ခါအဲ့ဒုလုံးရှိတယ်ရှိပေါင်းသုံးတာနဲ့ခွန်ခါကိုခါနဲ့ခါအဲ့ဒီဒုလုံးရှိတယ်ရှိပေါင်း၄တာနဲ့ sorry ဒါလေးမှာရှိပေါင်းနှစ်တက်ခါ6ခါတက်ခါရှိတယ်ရှိပေါင်း3ခွန်ခါကိုခါနဲ့ခါရှိတယ်ရှိပေါင်း၄3ခါ6ခါ9ခါရှိတယ်ရှိပေါင်းက ခွန်ခါ၊ကိုခါ၊နှစ်ခါမှာရှိတယ်။ခုနကအနေအောင်၃ကြံတယ်။ဒီ၃လုံး၃ကိုဒီနေရာမှာဒီ၃လုံးနဲ့ရှိဖြစ်ရမယ်။နှစ်ရယ်၊ကိုရယ်၊နှစ်ရယ်ဆိုတာလဲ၃ဖြစ်ရမယ်။ဒီ၃လုံးဒီကလည်းရှိဖြစ်ရမယ်။နှစ်ရယ်၊ကိုရယ်၊ကိုရယ်ဆိုတာလဲ၃ဖြစ်ရမယ်။ဒီ၃လုံးရှိကိုနှစ်ခါထည့်မယ်။၃ညရယ်၊၁ရယ်၊နှစ်ရယ်မှာ၃ဖြစ်မယ်။နှစ်ခွန်နဲ့နော်။ ိုပြရတယ်နှစ်ခုနဲ့ဆိုအဲ့မနှစ်ခုနဲ့နော်အဲ့ကြာရတို့အဲ့ဒါနှစ်ခါရှင်းတယ်မလားမရှင်းအောင်ကြုံတတ်နိုင်ဘူးနော်အဲ့တော့မရှင်းတဲ့လူမတ်နော်ပြန်ပြပေးမယ်နော်အဲ့ဒါမျိုးရှင်းနေနော်ကျွန်တော်ပြောတာရှင်းနေတာနှစ်ဖက်ချုပ်နော်နှစ်ခါကိုနှစ်ဖက်ချုပ်ကျွန်တော်ပြတာနှစ်ခါနဲ့ပါတဲ့ကဏ္ဍမှုနှစ်ခါနဲ့ကဏ္ဍကိုကျွန်တော်ချပြတယ်အဲ့ကြောင့်ကျွန်တော်ဒယ်ရေးပေးတယ်နော်ဟုတ်ပြီလား မရှင်းရင်ပြန်ပြောဒီနောက်ပေါင်း6တွေပါလေဆိုတော့ခင်ဗျားတို့ရှုပ်မှာကြောင့်ဒီထည့်လာခဲ့တဲ့အတန်တွေကျတို့ကင်သုံးတာတွေအကုန်ပါတယ်နော်အဲသူထည့်တာတလုံးကျွန်တော်တို့ဒီနေရာမှာကဒီနေရာမှာ3ထိပ်ပလေ3ကြာရရှိရဆိုအဲ့ဒါကျွန်တော်တို့ကဒီနေရာမှာ3လေးနှစ်တကွာထိထူတာအဲ့နေရာမှာဒီနေရာမှာ3ပြအောင်သူ့ပေါ်6တန်ဖြစ်ရမယ်ဒီနေရာမှာ3ပြအောင်ဓမ္မ6က2တန်ထွက်တယ်ဒီနေရာမှာ3ပြအောင်သူ့မှာလည်း2တန်ကွာလဲရတယ်နောက်လဲရတယ် ဒါလည်း ጓ လဲရတယ်နောက်လဲရတယ်အဲ့တော့ဒီမှာ6ကတတန်လဲထွက်တာဒီနေရာမျိုး6မပါရင်အဲ့6တွေကိုကျွန်တော်ပြောတော့ဘူးเนาะအဲ့တော့ကျွန်တော်တို့ရှင်းနေမလားကျွန်တော်ရှုပ်နေအောင်မလုပ်ဘူးပြန်เนาะအဲ့တော့ငါတို့ကြက်တယ်လို့ပြောเนาะခဏန်းတစ်ပေါက်ကြက်တယ်လို့ပြောရတယ်တလုံးเนาะဒါကျွန်တော်ဖရိနဲ့ကန်ရင်နှစ်ခါခုနဒီ3မှတ်เนาะဒီ3ကိုမှတ်ထားလိုက်ပါเนาะရှင်းအောင်ကဒါလေးမှတ်ထားလိုက်အဲ့တော့ရှင်းမလားပြန်နှစ်ခွန်းနဲ့လာဟုတ်ပါတယ်ဗျာနှစ်ခွန်းနှစ်ခွန်းပါဗျာเนาะနှစ်ခွန်းနဲ့လာမဟုတ်ခွန်းနှစ်ခွန်းခွန်းနှစ်ခွန်းကျွန်တော်အပြောလို့ ဲ့တော့ကျွန်တော်ပြောတာရှင်းတယ်လားကြည်ရတာအဆင်ပြေတာเนาะအဆင်မပြေလည်းမတန်းတယ်အဲ့ဒါနှစ်ခါဖြစ်နေလာလို့ပဲเนาะဒီမှာဒီ၃လုံး၃ပြန်ဖြည့်မယ်ဒီနေရာမှာအဲ့6ရက်4ရက်3ရက်ထိတ်၃လုံး၃လို့လည်းဖြည့်ရမယ်ဒီเนาะအပြာရောင်လေးက၃လို့ရတယ်ထိတ်၃လုံး6 4 3 3လို့ဖြစ်တာနဲ့နှစ်ဖက်ချုပ်ထိတ်တစ်လုံးကိုနှစ်ဖက်ချုပ်ခုနကဒီလိုဒီလိုဒီ၃လုံး၈လို့လည်းဖြည့်ရမယ်ဒီလို၃ဖြည့်ရမယ်ဒီကောင်က၉၃ဖြစ်တယ်၉၃ဖြစ်တယ်เนาะအဲ့ရှိကောင်เนาะဟုတ်ပြီလား ဒီခါသုံးလုံး၈ဖြစ်ရမယ်ခါသုံးလုံး၉ဖြစ်ရမယ်ဟုတ် sorry ၃ဖြစ်ရမယ်ဒီဘယ်၆၄၃တရား၃၃လို့ရေးထားတယ်အဲ့ဒီမှာ၃၃ညဒီနေရာမှာ၆ရဲ့၄ရဲ့၃လို့လည်းဖြစ်ရမယ်၆၃ည၃တရားလည်း၉ဖြစ်ရမယ်အဲ့ကနေပင်ကြ गाय ၃ညရဲ့၉ရဲ့၄ရဲ့ကလည်း၃လို့ဖြစ်ရမယ်၅၃ည၄တရားလည်း၉ဖြစ်ရမယ်ပင်ကြ गाय ၃ရဲ့၅ရဲ့၅ရဲ့က၃လို့ဖြစ်ရမယ်၃၁၅တရားလည်း၉လို့ဖြစ်ရမယ် နော်အဲ့ကနေဒီဟာလေးကိုခင်ဗျားတို့ရှင်းအောင်ပြောလိုက်တာအဲ့ဒီကနေဒီရှေ့ပေါင်းကိုလို့ထည့်တော့မယ်ဆိုရင်တပင်းနှစ်ပင်၃ပင်၄ပင်၅ပင်၆ပင်မှာအဲ့ရှစ်လိုက်ဖြီးမှာနော်လေးကဖြီးလို့တန့်သွားနေမတန့်ဘူးမတန့်နိုင်ဘူးဒီမှာတော့သူကအဲ့လိုမချုပ်ခဲ့ဘူးဖြီးတော့တယ်ထည့်တော့တယ်ထင်တာပဲနော်အဲ့ဒီမှာရှေ့ပေါင်းကိုလို့ရပြီတပင်းနှစ်ပင်၃ပင်၄ပင်၅ပင်၆ပင်၈ထိပ်ရှေ့ပေါင်းကိုရတာလည်းပင်နှစ်ပင်၃ပင်၄ပင်၅ပင်၆ပင်၈ထိပ် ဒါကြောင့်ရှစ်ပြန်ဖြီပေါ့ဗျာအဲ့ဒီရှေ့ပေါင်း9ပါးနေလို့2ပင်2ပင်3ပင်4ပင်5ပင်6ပင်မှာဓမ္မက3ရေ3ရေ1ရေက331ဆိုတာခွန်ဖြစ်တယ်ဒီ3လုံးဒီ3လုံးခွန်လို့ဖြစ်တာ ਨੇ ရှစ်ဖြစ်အောင်ရှစ်လည်းဖြစ်အောင်ပေါ့လားခွန်ဖြီမှာရှစ်ဖြီမှာ331ဆိုတာကခွန်ဖြစ်တယ်အဲ့မှာဒီ3လုံး3ကိုလည်းဒီနေရာမှာဒီ3လုံး380ဒီ3ဒီ3လုံး4ကဗရိတ်1အဲ့ဒီဗရိတ်1ကိုတက်လို့လည်းဝင်ရမယ်ဒီ3လုံးခွန်နဲ့တက်ထိတ်နဲ့ပေါင်းတော့လည်းဒီမှာရှစ်လို့ရေးထားတယ် အဲ့ကြတော့ခုနကလာတဲ့ကိုဒီလိုနှစ်ဖက်ချုပ်တယ်လို့ဒီမှာလဲ331တည်းခွန်ဖြစ်တယ်အဲ့ဒီ331တည်းခွန်ဖြစ်တာ ਨੇ ဒီနေရာမှာဗရိတ်တက်အဲ့ဒီဗရိတ်တက်ဒီလက်တူဖြစ်ရမယ်ခုနကပြောတဲ့ဒီကလာတဲ့ကိုကိုလဲ93တက်ဒီလဲ9ဖြစ်ရမယ်အဲ့တော့ခွန်နဲ့တက်နဲ့ပေါင်းလို့လဲ10ဖြစ်ရမယ်နော်အဲ့တော့ရှေ့ပေါင်းကိုတပင်းနှစ်ပင်သုံးပင်လေးပင်ငါးပင်၆ပင်ဒီနေရာမှာ၈၆เนาะ၈၆နှစ်ဒီက၆လို့အမိရတယ်အဲ့ဒီ၆လို့ဖြစ်တာ ਨੇ ဒီကောင် brain နဲ့မှာ၈เนาะပြန်ပြောမယ်เนาะ 3သုံးထိပ်သုံးထိပ်တစ်ထိပ်ကခွန်အဲ့ဒါကြောင့် break တဲ့မှာရှစ်ဖြစ်မယ်အဲ့ဒီ break တဲ့ကိုတစ်ထိပ်လဲထည့်ရမယ်ခုနကဒီကလာတဲ့ကိုကို9သုံးတက်လဲကိုဖြစ်ရမယ်အဲ့တော့ခွန်နဲ့တက်နဲ့ပေါင်းရှစ်နော်အဲဒီမှာရှေ့ပေါင်းကို8 6ရက်တည်းက6ဖြစ်တယ်အဲ့တော့ break နှစ်နဲ့မှလည်း8ဖြစ်မယ်အဲ့ဒီ break နှစ်ဆိုတာကနှစ်ထိပ်လဲဝင်ရမယ်ခုနကလာခဲ့တဲ့6တွေကို3ည9နှစ်ဆိုတာလဲ6ဖြစ်ရမယ်8 9နေတာပေါ့နော်ဒီမှာလည်းရှေ့ပေါင်းကို8 6 ၃ည၄ဆိုတာက2ဖြစ်တယ်ဗရိတ်6နဲ့မှသာလေ8ဖြစ်မယ်အဲ့ဒီဗရိတ်6ကို6လို့လည်းဝင်ရမယ်เนาะ2နဲ့6နဲ့8ဖြစ်တယ်အဲ့ခုနကလာတဲ့ကိုကူဒီမှာက8 6 5တည်ရလဲ6ဖြစ်ရမယ်ပေါ့နော်အဲ့လိုဖြစ်ပြီးတော့ကျွန်တော်တို့စီနီယာနေခင်းပြီပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီလိုရင်ပြောရအောင်เนาะဒါလေးရင်ပြောရမှာခင်ဗျားတို့ရှင်းမှာရှေ့ပေါင်းတီက1 2ရေးထားတယ်ရှေ့ပေါင်းတီက3 3ရေးထားတယ်ရှေ့ပေါင်းတီက4 4ရေးထားတယ်ရှေ့ပေါင်းတီက5ဒီမှာ5ရေးထားပါလားမှုံမှုံလေးရေးထားတယ် အဲ့ဒီလိုတွေဖြစ်တာနဲ့အဲ့ဒီလိုတွေအားလုံးဖြစ်ပြီးဆိုတော့ဒီဒီရှစ်ထိတ်ကနေရှေးပေါင်း9ကရည်လို့ရတယ်။ကဲရှေးပေါင်း9ကရည်ပါမယ်။ဒီနားလေး white အမရှင်းတော့။ရှေးပေါင်း9ဒီ3လုံးကရှေးပေါင်း9ဒီ3လုံးကရှေးပေါင်း9ဒီ3လုံး9လို့ဖြစ်တယ်နော်။အဲ့ဒီရှေးပေါင်း9ဒီ3လုံး9လို့ဖြစ်တာနဲ့သူ့ရဲ့နောက်တနေ့မှာဒီနေရာမှာရှစ်မရိုက်ဘူးကျတော့3ပဲရိုက်တယ်နော်။အဲရှစ်တန်းသွားရိုက်ရင်တော့အဲတိုင်မွဲရောပေါ့ဟုတ်လား။ဒီလိုအမြင်ရတာနော်။ဒီက3ကိုကျွန်တော်တို့က3ပိတ်တာ။ ီ၃လုံး၃ကိုလှမ့်ပိတ်တာဒီက၃နေရောပါတယ်ကျုပ်ရှုပ်လို့ပြောတာနော်အဲ့တော့ဒီ၃လုံးရှီပေါင်းကိုဒီ၃လုံး၅ဖြစ်တာ ਨੇ သူ့ရဲ့နောက်ပညာကైဒီနေရာ၃ပိတ်တယ်ရှီပေါင်းကိုဒီ၃လုံး၅ဖြစ်တဲ့သူ့ရဲ့ပညာကై၃လို့ပိတ်တယ်ရှီပေါင်းကိုဒီ၃လုံး၅ရဲ့သူ့ရဲ့နောက်လည်း ਨੇ ပညာကై၃လို့ပိတ်လိုက်တယ်အဲ့ဒီ၃နေပြန်ထည့်လိုက်မယ်ဒီကလာတဲ့၃အဲ့ဒီလိုဖြစ်ပြီးပြီးခုနကကျွန်တော်ပြောစီနီယာတော့ရှင်းမှာပဲနော်အဲ့ဒီလိုတွေဖြစ်ပြီးပြီးဆိုတော့ဒီကထည့်ဖို့ရာကိုနောက်မှပြောပြမယ်ရှုပ်သွားမယ်ဆိုလို့နော်တစည်းသေးသွားတာ ဲ့တော့ဒီ၃လုံး၅ကနေနောက်ပေါင်း၅လို့ဖြစ်တာနဲ့ခုနက၃ပိတ်ပဲပဲဒီလို၃တယ်လို့ဒီ၃လုံး၅ကနေနောက်ပေါင်း၅ဖြစ်တာနဲ့ဒီကြာသေးမှာ၄၃၉ဒီက၃ဖြစ်တယ်နော် sorry ဟုတ်တယ်ဒီ၃လုံး၅နောက်ပေါင်း၅ကြာနေအဲ့နှစ်ချင်းပေါ့သူ့ရဲ့တပင်နှစ်ပင်၃ပင်မှာ၄၃၉ဒီက၃ဖြစ်တယ်ဒီက၃ပိတ်ကိုထိပ်၃လုံး၃လဲနော်ဒီ၃၃တယ်လို့ပဲနော် ဒီ၃လုံး၅ကိုနောက်ပေါင်းလာကြရတဲ့အဲ့ကောက်တပင်၂ပင်၃ပင်က၆၄၆၃၄တွေက၃ဖြစ်တယ်ဒီက၃ပိတ်ကိုထိတ်၃လုံး၃တယ်ခုနကဒီလို၃နေပြန်ဖြည့်တယ်နော်ရှေ့ပေါင်းကိုဒီ၃လုံး၅ခုနပြောနောက်ပေါင်းလာဖြစ်တာအဲ့ကတပင်၂ပင်၃ပင်မှာ၄၄၅တွေက၃ဖြစ်တယ်ဒီက၃ပိတ်ကိုပြန်ဖြည့်တယ်ခုနက၃နေရိုက်ခဲလို့ရိုက်ခဲတယ်ဒီကထိတ်၃လုံး၃၃မူထိတ်၃လုံး၃လုံးရိုက်တယ်အဲ့ဒီလိုရပြီမှာရှစ်ထိတ်လို့ဖြစ်တာနဲ့ရှစ်ထိတ်လို့ဖြစ်တာနဲ့အပိတ်၃လုံးခွန်လို့ရိုက်တယ် ဒီက၈ထိပ်ကနေနော်ဒီ၈ထိပ်ကိုထားခဲ့၁၅၁ဒီခွန်လို့ရိုက်တယ်ပင်ကြံက၅၉၃ဒီခွန်လို့ရိုက်တယ်ပင်ကြံက၉ခွန်၁ဒီခွန်လို့ရိုက်တယ်ပင်ကြံကပြန်ပြောမယ်၁၅၁ဒီခွန်လို့ရိုက်တယ်၅၉၃ဒီခွန်လို့ရိုက်တယ်နော်၉ခွန်၁ဒီကခွန်လို့ရိုက်တယ်၃၂ဒီကခွန်လို့ရိုက်တယ်နော်အဲလိုရိုက်ပြီးတော့ဆိုတော့ပရမတ်တစ်ချက်ဒီကျွန်တော်တို့အဲ၃လုံးခွန်ကိုနော်၉ခွန်၁ဒီခွန်တယ် အဲ့ဒီသုံးလုံးသုံးကိုခွန်ကိုဒီမှာခွန်၈နှစ်ဒီခွန်တယ်အဲ့ဒီသုံးလုံးခွန်ကိုဒီမှာ၄၁နှစ်ဒီခွန်တယ်ဒီမှာခွန်သေးတယ်မခွန်တော့ပါဘူးဗျာနော်ဟုတ်ပြီအဲ့လိုဖြစ်ပြီးတော့ဒီမှာ၈ထိပ်၈ပေါင်းနဲ့ကို၁၆၁တည်းရ၈ဖြစ်တယ်၈ထိပ်၈ပေါင်း၃ကိုဒီမှာကခွန်၉နှစ်တည်းရ၈ဖြစ်တယ်၈ထိပ်၈ပေါင်းလေးကို၃၆၉တည်းရ၈တယ်နော်အဲ့တော့၈ပေါင်းကနော်၈ထိပ်ကမရှိတော့ဘူးနော်၈ပေါင်း၅ကိုဒီမှာကကျွန်တော်တို့အဲ့မှာက ခွန်9ဆိုနှစ်ဖြစ်မယ်ဒါပြောမယ်အဲ့တော့ရှင်းအောင်ပြောမယ်ဒီ3ကပြန်ထည့်ရမှာပြန်ချုပ်မှာပေါ့နော်ဒီလိုတွန်းတယ်လို့ပေါ့နော်အဲ့တော့ဒီကလာခဲ့တဲ့ခါ3လုံးရှေးပေါင်းနဲ့ခါ3လုံး8လို့ဖြစ်တယ်ရှေးပေါင်း3ခါ3လုံးကရှေးပေါင်းနဲ့1 6 1ဒီက8ဖြစ်တယ်ရှေးပေါင်းခွန်9နှစ်ဒီကနော်8ဖြစ်တယ်နော်ပြန်ပြောမယ်နော်ရှေးပေါင်းနှစ်1 6 1ဒီက8ဖြစ်တယ်ရှိပေါင်း3ခွန်9နှစ်ဒီက10ဖြစ်တယ်အဲ့ဒီနေရာမှာဒီ3လုံးလဲ10ဖြစ်ရမယ် နေ့9နှစ်တည်းရလဲ3ဖြစ်ရမယ်နော်ဟုတ်လားရှေးပေါင်းလေး3 6 9တည်းရရှေ့ဖြစ်ရမယ်9နှစ်9တည်းရလဲ3ဖြစ်ရမယ်နော်ခါးရည်ရပါနော်ခွန်9နှစ်တည်းရရှေ့ဖြစ်ရမယ်နေ့9နှစ်တည်းရလဲ3ဖြစ်ရမယ်နော်ရှေးပေါင်းလေး3 6 9တည်းရလဲရှေ့ဖြစ်ရမယ်9နှစ်နှစ်တည်းရလဲ3ဖြစ်ရမယ်နော်ရှေ့နော်ဒီရလာကြတာနော်ဒါလေးကိုမှတ်မယ်ဒီနေ့ကျအဲ့လိုမဖြစ်တဲ့အတွက် ခင်ဗျားတို့မှတ်မယ်နော်ရှေးပေါင်းနှစ်နော်ရှေးပေါင်းနှစ်6 1 6 3 8ဖြစ်တယ်ရှေးပေါင်းတို့ဒီမှာခွန်9 1 8ဖြစ်တယ်ရှေးပေါင်း4 3 6 9 8ဖြစ်တယ်ရှေးပေါင်းကတူလို့8ဖြစ်ရင်ခွန်9ဆိုနှစ်ခါအဲ့တော့ခုနကဒီလိုနှစ်ဖက်တည်းဒီလိုသွားသလိုပေါ့နော်ဒီလိုဒီလိုဒီလိုသွားသလိုအဲ့တော့ကျွန်တော်တို့ခါသုံးလုံးခါသုံးလုံး8လို့ဖြစ်တာနဲ့3ခါဒီခါသုံးလုံးကို8လို့လည်းဖြစ်ရမယ်ဒီခါသုံးလုံးကလည်း3ဖြစ်ရမယ် ဒီခါသုံးလုံးကို၈လို့လည်းဖြစ်ရမယ်ဒီခါသုံးလုံးကလည်း၃ဖြစ်ရမယ်ဒီခါသုံးလုံး၈ဖြစ်ရင်၂ခါဒီခါသုံးလုံး၃ပါမယ်ဆိုရင်ဒီမှာဒီခါသုံးလုံး၈ဖြစ်မယ်ဆိုရင်၂ခါထည့်လိုက်ဒါဆိုရင်၂ခါ၁ခါ၃ခါအဲ့ဒီကလည်း၃ထည့်လိုက်နော်ရပြီမလား၂ခါ